တရုတ်နိုင်ငံရှင်ကျန်းပြည်နယ်ကအသက်ရှင်နှစ်အရွယ်ကလေးဟာမိဘတွေစုထားတဲ့ပတ်စံယွမ်9000ကျော်ကိုအွန်လိုင်းဓာတ်ရိုက်လက်စာတွေအဖြစ်ပေးခဲ့တယ်လို့ဘန်ကောက်ပို့စ်တင်စာမှာဖော်ပြထားပါတယ်။ဒေသတွင်းသတင်းတွေအရကတော့ကလေးဟာမိဘတွေရဲ့ဖုန်းကိုယူဆော်လေးရှိပါတယ်။ပြီးတော့ငွေပေးချေတဲ့စကဝက်ကိုအလွတ်မှတ်ထားခဲ့တာဖြစ်တယ်လို့ဘန်ကောက်ပို့စ်တင်မှာရေးထားပါတယ် မေလာမှာတော့ကလေးကဓာတ်ရိုက်ထုံလွှင့်တဲ့လူမှုမီဒီယာကွန်ရက်တစ်ခုကို အမတ်မထင်ဝင်ရောက်မိခဲ့ပါတယ်။အဲ့ဒီလူမှုကွန်ရက်မှာကကြီးစုသူတွေကအကောက်ပိုင်ရှင်တွေကိုအွန်လိုင်းကနေလက်ဆောင်တွေပေးပို့တာကိုတတိထားမိခဲ့ပါတယ်။သူကလည်းတခြားလူတွေလှုပ်တယ်လို့လက်ဆောင်တွေပေးပါတော့တယ်။အတန်လွင့်ထုံနေသူတွေကိုအွန်လိုင်းကနေလက်ဆောင်တွေဝယ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလက်ဆောင်ပေးခဲ့တာဟာနှစ်လလောက်ကြာခဲ့တယ်လို့ဆိုပါတယ်။ သူကလက်ဆောင်တွေပို့ပို့ပေးလာခဲ့တာကြောင့်အဲ့ဒီလူမှုကွန်ရက်မှာထိတ်တဲပတ်ပိုးသူတယောက်ဖြစ်လာခဲ့ပါတယ်မိဘတွေက အလौဒသမားတွေကိုလှောက်အားခပေးဖို့ ဘန်အကောက်ကိုပြန်ဖွေးကြည့်တဲ့အခါကျမှသူတို့ရဲ့ယွမ်9000ကျော်ထိုင်းဘန်နဲ့ဆိုရင်3သိန်းခွဲလောက်ရှိတဲ့ဘန်အကောက်ထဲမှာ25ယွမ်ပဲကျန်တော့တာကိုသိခဲ့ရတယ်လို့ဆိုပါတယ်။မိဘတွေကရဲကိုတိုက်ကြားခဲ့ပြီးရဲကအဲ့ဒီလူမှုမီဒီယာကွန်ရက်ကင်တွယ်သူတွေကိုဆက်တွယ်ပြီးကလေးဟာမိဘခွင့်ပြုချက်မရဘဲငွေလွှဲပေးခဲ့တာဖြစ်လို့ပြန်ပေးဖို့တောင်းဆိုပေးခဲ့ပါတယ်။လူမှုမီဒီယာကွန်ရက်ကဗန်မတ်တန်တွေကိုကြည့်ပြီးဩဂတ်လထဲမှာတော့ကလေးမိဘတွေကို9000တ 1803ယွမ်ပြန်လည်လွှဲပြီးခဲ့ပါတယ်